ပရိသတ်များအားလုံးပဲမင်္ဂလာပါ ကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်မနေ့စောစောအချိန်မှာကုထုံးနယ်ဥဝင်ကသူ့လက်ပေါ်မှာတည်တည်နဲ့ဟင်းသီးဟင်းရွက်တွေရောင်းချနေပါတယ်ဒီနေရာဒီကတော့အကြီးကျယ်ဒုက္ခပေးနေပြီပေါ့ နေလည်းပဲရှောင်းလာတာနဲ့အမျှနေမင်းကြီးကမီလီယံတွေထုတ်လွှတ်လိုက်တယ်လို့ပူပြင်းလာခဲ့ပါတယ်။ဒေါခန်ကြီးဖယဲသီးနဲ့သခွားမွေးတွေလှီးပြီးပြီဆိုရင်ငါ့ကိုပြီးတော့ခုနှစ်နာရီတောင်ထိုးနေပြီ။ငါတို့ရောင်းတော့ထွက်မှရမယ်။ဟုတ်ကဲ့။သခွားမွေးတွေကတော့အကုန်နီးပါးပြက်နေပြီ။ဒီဖယဲသီးတွေပဲရောင်းလို့ကောင်းတော့မှာ။ဒီလောက်များတဲ့သခွားမွေးတွေပျက်စီးသွားတာတွေ့တော့ဥဝင်းကဒေါသတကြီးနဲ့ပြောခဲ့ပါတဲ့။ဒီလောက်ပူနေတာဆိုတော့တတိနဲ့ဟင်းသီးဟင်းရွက်တွေကပျက်စီးမှာပဲလေ။ ညဘက်ကျန်းတဲ့တည်တည်နဲ့ဟင်းသင်းဟင်းရွက်တွေကိုအိတ်ဆွပြီးရေထဲထည့်ထားလို့ဘယ်နှခါပြောရမလဲအဲ့ဒါဆိုမညိုးဘူးဟုတ်ကဲ့ဟုတ်ကဲ့ရှင်ကရေတဲ့ကားကြီးကိုအိမ်ပြင်မှာရက်ထားတာဆိုတော့လေရေကကြိုက်တဲ့လောက်တုံးလို့ရတာလားပြီးခဲ့တဲ့တပတ်လုံးလည်းရေမလာဘူးထမင်းချက်ဖို့ရောတောက်ဖို့ရောမိုင်ပေါင်းများစွာဝေးတဲ့ရေတွင်းကနေရေခက်ရတယ်လေမိယာဒီမှာရေကလူတိုင်းအတွက်အစားအသောက်ထက်ပိုပြီးရေပါပါတယ်ဒီစင်းရတဲ့မိသားစုမှာလည်းပဲရေရှားပါမှုပြဿနာနဲ့ကြုံတွေ့နေရတာပေါ့ ။စောင်းရသည်မှာတော့ရေရပင်မဲ့မေလနဲ့ဇွန်လနှစ်လလုံးရေလုံးဝမရဘူးပေါ့ကွယ်။ဒါကြောင့်ကီလိုမီတာပေါင်းများစွာဝေးတဲ့ရေတွင်းကနေရေခတ်ရတာပေါ့။နှွယ်နီချွေးမရဲ့မြ мян လျှောက်ပါအောင်။မဟုတ်ရေတွင်းမှာလူတွေတန်းစီနေလိမ့်မယ်။အမေရေဒီပိုက်ကလာတဲ့ရေဟာရင်းကောင်းတာပဲ။အေးနေတာပဲ။ရေချိုးရတာရင်းပြိုတာပဲ။မင်းသားလေးရေမော်တာဖွင့်ထားလို့အေးနေတာပေါ့ကွယ်။ ဒေါခိုင်နဲ့နှွေနီကသူ့အိမ်နီးနာချင်းချမ်းသာတဲ့ချွေးမကရေကိုဒီလိုဖြုံးတိနေတာတွေ့တော့နှွေနီကသူ့အမေကိုပြောခဲ့ပါတည်းအမေရဲ့ဒီမှာကျမတို့ဆင်းရဲသားတွေကပူလို့ရေတို့တောင်းတနေရတယ်။ဒါတော့သူတို့ကရေကိုဖြုံးတိနေတာပဲ။ချွေးမရေငါတို့အိမ်နီးချင်းတွေကချမ်းသာတယ်။မော်တာဆက်သွယ်မှုကနေထောင်ပေါင်းများစွာသောရေကာလန်ဆန့်တဲ့ရေတို့လောင်ကန်ထိတက်ဆင်ထားတယ်။ခေါင်းမိုးပေါ်မှာလည်းရေကူးကန်ဆောက်ထားတယ်။အဲ့ဒါကြောင့်ရေကိုအတလောက်သုံးဖြုံးနိုင်တာပေါ့။အမေကြီးရဲ့ ဒီနေ့မြေကြီးကမိကြောက်လို့ပူလောင်နေတယ်။ခြေတော့ကဖက်နှက်တောင်သူ့ဘူမခံနိုင်ဘူး။အေးကွယ်ချွေးမရဲ့ဒီလအပူပြင်းဆုံးလာပဲ။နောက်လာတွေရောက်မှပဲအပူကျလိမ့်မယ်။ဒီလိုနဲ့ရေတွင်းရောက်တော့နှစ်ယောက်သားတန်းစီနေတဲ့လူအုပ်ကြီးကိုတွေ့လိုက်ရပါတယ်။ဒီနေ့ရေတွင်းမှာလူတွေတော်တော်လေးစီကားနေတာပေါ့။နွယ်နေချွေးမရဲ့အမေတော့ဒီအပူတောင်မခံနိုင်တော့ဘူး။အမေအဲ့ဒီအရိတ်ထဲမှာအမေထိုင်နေ။ကျမရေခတ်လိုက်မယ်။ ဒီလိုနဲ့နှစ်နာရီလောက်ဆောင်ပြီးမှနှွေးနှီးအလေရောက်ပြီးနေရောက်သားရေခတ်ပြီးအိမ်ပြန်လာကြပါတည်း။ချမ်းသာတဲ့ဒေါခင်တီတာကတော့အိမ်အကူကိုအိမ်ကိုရေစီးခိုင်းနေပါတည်း။မယူကရေကိုတပြက်စီးနဲ့လှိမ့်နေပြီးရေတဖလားစီလောင်းချနေပါတည်း။ဟဲ့ပိုင်နဲ့ဆေးထားတဲ့ကြမ်းပြင်ကမှန်လိုမျိုးတောက်ပြောင်နေရမယ်။အမရဲ့ကြမ်းပြင်ကတောက်ပြောင်နေပြီးမလိုအပ်ပဲရေမလောင်းပါနဲ့လား။ကျမတို့လမ်းထဲမှာလေးရလုံးလုံးရေမလာဘူး။ကဲအပေါ်ရီပြောနေပါနဲ့။ကြမ်းပြင်ကတက်တက်ဆိတ်ဆိတ်ဆေး ဒီချိန်မှာဒိုခင်တိရယောက်ျားဦးလင်းကလည်းဥယျာဉ်ထဲမှာသတင်းစာထိုင်ဖက်နေပါတယ်။ကန်ဆိုးတာကတော့ပူလို့ရေမလာတဲ့နေရာတွေအများကြီးရှိတယ်။ဘလို့ပဲဖြစ်ဖြစ်ရေဖြုံးတိတာကအိမ်ကိုကောင်းစားမလုပ်နိုင်ဘူး။ရေပိုနေရင်အိမ်နီးနားချင်းတွေကိုနည်းနည်းပေးလိုက်ပါ။ရေပေးတာကကုသိုလ်ရတဲ့အလုပ်ပဲ။ဟဲ့ကျမတို့အိမ်မှာရေအလကားရနေရမှာမဟုတ်တာ။အိမ်နီးချင်းတွေကိုပေးလို့ရအောင်။ဒီလိုနဲ့အပူလိုင်းကဆက်ရှိနေတော့တာပေါ့။စင်းရဲရောက်ခမနဲ့ချိမမှာတော့ဒီတိုင်းမိုင်းပေါင်းများစွာဝေးတဲ့ရေတွင်းကနေရေခက်ရတာပေါ့ ိန္ဒိနာချင်းကရောက်ခမနဲ့ချွေးမကတော့ရေကူအလကားဖြုံးတိနေကြပါတည်းကွယ်အမေတားတို့ကလုံးရားနေပြီတောက်ရေချိုးပေးပါဦးဟေးချွေးမလေးညီလေးဘလောက်ပူနေလဲကြည့်စမ်းသူ့ကိုခေါ်ပြီးရေချိုးပေးလိုက်ပါအမေမနဲ့ကလေးကမော်တော်လေးချိန်လောက်ဖွင့်ကြည့်တယ်ရေမလာဘူးအပေါ်ကရေတိုးလောင်ကန်လဲပလာဖြစ်နေပြီနောက်ရေအနေငယ်လောက်ထိတော့မော်တာကရေမရဘဲနေမယ်ညီရေညဉ့်ညမ်းလို့ရေပေးဝင်မှုရေသွားလို့လေ ဒီလိုမျိုးကိုဦးကပြောလိုက်တော့ရေမရလို့စိတ်ပူသွားကြပါတော့တယ်။အမေတလပူတဲ့ရာသီဥတုမှာရေမရှင်တစ်စက္ကန့်တော့မနေနိုင်ဘူး။ကျမတို့လည်းရေတွင်းကနေရေခက်ရလိမ့်မယ်။ရေမလာမချင်းရေဝဲသုံးမယ်။ငါတို့မှပတ်စံနည်းနည်းပဲလိုတယ်။ဒီစကားပြောပြီးဒေါခင်တိရာကသူ့ချမ်းသာမှုကိုကြောပါလိုက်တော့တာပေါ့ခနာကြမှာရေသေးကားချီတစီသူ့အိမ်ရှိကိုရောက်လာခဲ့ပါတယ်။ဒါကုမြင့်တော့ဆင်းရဲတဲ့ချွေးမရဲ့ကလေးတွေကအမေ ကြည့်ပါဦးသားတို့အင်းနှင်းချင်းမှာရေတဲကားရောက်လာပြီသားလည်းရေချိုးချင်တယ်တကယ်ပဲဒီရေတဲကားရေချိုးကားပဲအမေအစိုးရအနှဲဆုံးတော့ကောင်းတဲ့အလုပ်တစ်ခုတော့လုပ်ပေးတာပဲတတီရေမြ мян ပုံးယူနှစ်ပုံးလေးပုံးလောက်ဖြည့်ကြစို့ဒီလိုနဲ့သူတို့နှစ်ယောက်လုံးချွေးရီတီတီကြနေတဲ့ကြားကရေတဲကားနောက်ကိုသွားပြီးရက်နေကြပါတည်းအကိုဒီနှစ်ပုံးကိုဖြည့်ပေးနော်အဲ့လိုပြောလိုက်တာနဲ့ရေတဲကားသမားကမန္တာကြီးစွာနဲ့ ဟေးညီမဒီရေတဲ့ကားရရရေရအခမဲ့ဝေးတော်မဟုတ်ဘူးနော်ပတ်စံပေးရတယ်အမခင်တီတာရဲ့တလောက်ကြီးတဲ့ရေတဲ့ကားကြီးကိုမှားထားတာပဲတိတ်မများပါဘူးရေချိုဖြည့်ပြစေရေငန်းတော့မကောင်းဒီတော့ဒေါခင်တီတာကသူတို့ကိုစောကားပြီးပြောခဲ့ပါတည်းကိုဘဝကိုကိုနေပါတတောင်းစားရရအရှင်းလာနေတယ်ငါရှိအခမဲ့ဝေဖို့စာချုပ်ပြင်ထားတာမဟုတ်ဘူးရေတပုံးလို့ချင်နေဆိုရင်ပတ်စံဘေဘီဝဲလေမိမဘာလို့ပြောနေတာလဲ ဒီညမငါတို့အိမ်နေနေချင်း तू ကပြင်ပလို့မဟုတ်ဘူးရေအတွက်ပတ်စံတောင်းတာမှားတယ်နော်ဒီမှာကိုလင်းတိတ်ပြီးစေတနာပိုးမနေနဲ့လာခဲ့ဒီလိုနဲ့ရောက်ခမနဲ့တားနှစ်ယောက်လုံးဒီလေဘက်မှာဟင်းသီးဟွရွက်နဲ့တတိအပြည့်ပါတဲ့လှင်းနဲ့ပြန်လာကြပါတည်းအေးအေးဒီဒီဒီနေ့ရေဝင်လာခဲ့မေလာတော့စုဒီလိုပြောပြီးကိုထွန်းကသူ့တနေ့တာဝင်ဝင်နဲ့ရေတံပူးကြီးနှစ်ပုဒ်ဝေလာခဲ့ပါတည်းမင်းကြီးကြည့်ပါဦးဒီနေ့ဟင်းသီးဟွရွက်ရောက်ပြီးအမြင့်မြင်းများရလာတယ် ဲဒီကရေချိုဘူးနှစ်ဘူးဝယ်လာခဲ့တယ်တိချာသုံးဟုတ်ကဲ့ပါဒီလိုမျိုးဆင်းရဲတဲ့မိသားစုကတော့ရေချိုနည်းနည်းလေးတောက်ဖို့အတွက်တောင်းတတော်လေးခက်ခဲနေတာပေါ့ကွယ်ဒီလိုနဲ့ပဲရေအတွက်ရုန်းကန်မှုကဆက်ပြီးရှိနေခဲ့ပါတည်းစင်ရဲသားတွေကတော့အပူရင်းမှာအကြာကြီးရေတွင်းမှာတန်းစီစောင့်နေကြရပါတယ်တချိန်နဲ့မှာပဲရေသေးကားကြီးကတော့ချမ်းသာတဲ့ချွေးမရဲ့အိမ်ကိုနေစဉ်လာနေတာပေါ့ကွယ်အမေဒီနေ့ရေတွင်းကနေရေခဲပို့အားအများကြီးတုံးရတယ် ကြာတော့ရေတဝက်ပဲပြည်တာမြေအောက်မှာရေမရှိရင်ရေတွင်းကဘလို့လို့ရေထွက်မလဲချွေးမကဲပါဒီနေ့တော့တလောက်နဲ့ပဲရအောင်သုံးရလိမ့်မယ်ဒီလိုနဲ့ရောက်ခမနဲ့ချွေးမနှစ်ယောက်လုံးပူပြင်းတဲ့နေရာအောက်မှာရေခတ်ပြီးအိမ်ပြန်လာတော့ချွေးတီတီကြနေကြတာပေါ့သူတို့အင်ကိုလေးပြန်ရောက်ရောရောက်ခမဖြစ်သူကတကားပေါ်မှာထိုင်ပြီးမျက်နှာတုပ်ပေါ်ပါနဲ့ချွေးတုံရင်ပြုတ်ခဲ့ပါတည်းနွေနီချွေးမရေအီးတစ်ခွက်လောက်ပေးပါဦးတနေကုန်ဟင်းချက်ရတာခေါင်းနဲ့ပူနေပြီး သမီးရဲ့လူတိုင်းအတွက်တံပြားကြီးဖြော်ပေးပါအောင်ကွယ်ပူလောင်မှုကအသက်ရှူကျက်စေတယ်ဒီထက်ဆိုးတာရေရှားပါမှုဘလောက်ကြာကြာခံရအောင်မလဲမသိဘူးအဲ့ဒါနဲ့နှွေးနီလေးရေတွင်းကရေနဲ့တံပြားကြီးကိုရောပြီးတိုက်လိုက်ပါတော့တယ်တောက်ပြီးတာနဲ့ရောက်ခမကမျက်နှာရှုံ့မိတော့ပင်မဲ့ရေစာနုံးလို့အမြန်တောက်လိုက်ရပါတယ်အမလေးဖေယားဖေယားချွေးမရဲ့ရေကိုဘယ်ကခတ်လာတာလဲမိန်လာပိုက်ကလိုပဲဒီရေကအဝင်ဆိုးလုံးလိုက်တော့ကွာ ကဲပါဘာတွေပြောနေရလဲရေတွင်းကနေခက်လာတာပဲလေဒီလိုပြောပြီးဒေါခိုင်းကဖန်ခွက်သေးကိုကြည့်လိုက်တော့ရင်းညိဖက်လေးတွေပြောင်းဝင်နေတာတွေ့လိုက်ရပါတယ်။အိုးဒီရေတွင်းရဲ့ထဲမှာရင်းညိတွေအများကြီးပါနေရပဲ။ချွေးမရေခက်တော့သတိမထားမိဘူးလား။အမေရဲ့ကျမတွေ့တယ်။ဒါပေမဲ့ရေတွင်းကနေရေခက်တာလွယ်လို့တခြားရွေးချယ်စရာမရှိဘူးလေ။ဒီတော့ချမ်းသာတဲ့ရောက်ခမနဲ့ချွေးမကသူတို့အင်းရှိမှရေသေးကားကြီးလာဖို့ကိုစောင့်စားရင်း စကနာထိုးကြပါတည်းစင်ရဲ့သားတွေဟာရှည်တန့်ဘူးတပူးဝဲတာဖို့ပတ်ဆက်မရှိဘူးရေညစ်ပတ်တာတွေတောက်နေကြတယ်အေးဖို့ချွေးမရဲ့နေ့တိုင်း3000စီပေးပြီးတော့ရေတန့်ကားကြီးမှာဖို့ဘသူမှမရဲဘူးလေပတ်ဆက်မမရှိရကိုဒီလိုနဲ့ရောက်ခမနဲ့ချွေးမကနေရာဒီမှာရေရဖို့အတွက်ခက်ခဲနေရတဲ့စင်ရဲတဲ့မိသားစုကိုတွေ့နေရတဲ့ပဲရေတစ်စက်တောင်မကူညီကြဘူးတဲ့ကွယ်သူတို့လည်းမတက်တာလို့အဲ့ဒီရေငန်ကိုစူအောင်တင်းစစ်ပြီးတော့တောက်ကြရပါတည်း ေတဲကားမလာတာ၂ရက်လောက်ရှိပြီရေတဲကားကြီးကပြီးခဲ့တဲ့၂ရက်လုံးလုံးမလာဘူးဟဲ့ဟုတ်တယ်မေကျမတကူလုံးရှားနေပြီရေမချိုးရတာ၂ရက်ရှိပြီအမေကျမအရင်စိတ်ဖိစီးနေပြီအိမ်မှာတောက်ဖို့လည်းရေတဖလားတော့မကြံတော့ဘူးရေတဲကားမလာရင်ဒုက္ခရောက်တော့မှာပဲဒီချိန်မှာပဲကလေးကလည်းပူလို့လေချောင်းချောက်ပြီးအတန်ကြဲကြဲနဲ့ချောင်းဆိုးလာခဲ့ပါတယ်အမေအမေရေရမ်းစာတွေရေးပေးပါမင်းသားလေးရဲ့အိမ်မှာရေမရှိဘူးကွယ် ဒီတော့နွေနီးကရေယူလာပြီးပြောခဲ့ပါတည်းတောင်းအင်ယူလိုက်ပါဒီရေကလုံးဝတန့်နေကလေးကိုတိုက်လိုက်ကျေးဇူးတင်ပါတယ်ဒါပေမဲ့မလို့ဒီရေတွင်းရဲ့ညက်ပတ်တောင်ကျမကလေးတွေမတိုက်နိုင်ဘူးကျမကလေးကရေတက်မဲ့တောက်တာအမေတောက်ကိုကျူးဆိုင်ပေးဦးနော်ကျမရေဘူးဝယ်ပြီးပြန်လာခဲ့မယ်ဒီလိုမျိုးမာနာကြီးစွာနဲ့ပြောဆိုပြီးတွင်းတားကအမြင်ဆိုင်ကိုပြေးပြီးတော့ရေတန်မှုတစ်ခုကိုတောင်းလိုက်ပါတည်းအကိုကြီးရေတန်ပူလေတစ်ပူလောက်ပေးပါအောင် ။ဟိုတောင်းပါမှာတယ်မယေကျွန်တော်ရေတံမှုမထားဘူးဒီမှာဘယ်သူမှရေတံမှုမဝယ်ဘူးလေ။ဒါနဲ့ပဲသူလဲစိတ်ပြက်လက်ပြက်နဲ့အင်ကိုပြေးပြီးရေကြီးတကြအပါဝင်နေရာအလုံးကိုရေရှာခဲ့ပါတယ်။တစ်ဖက်မှာတော့ကလေးကရေမရှိလို့ပူဆိုးလာတော့တာပေါ့။ဒါကမြင်တော့ဒေါခင်တီတာလေးမတက်သားပဲရေတွင်းရေကိုတက်လိုက်ရပါတယ်။ယူလိုက်မင်းသားလေးဒီရေကိုတောက်လိုက်ညင်ညင်တောက်ဤတွင်ကရေအေးအေးလေးတောက်ပြီးတော့ကလေးကပြုံးပြီးပြောခဲ့ပါတည်း။အဖွာဒီရေကအရင်ချူတာပဲအခုကောင်းတော့ပြီ အခုမငိုနဲ့တော့မိမမင်းအမြဲတမ်းစင်းရဲတယ်လို့ပြောပြီးစော်ကားခဲ့တဲ့သူဟာဒီနေ့မင်းကိုရေးပေးတာကိုတွေ့လားဒီကဘာပေါ်မှာရေထက်တန်မိုးရှိတာမရှိဘူးဒါနဲ့ပဲရောက်ခမနဲ့ချွေးမနှစ်ယောက်လုံးတို့ရဲ့အပြုတ်မှုတန်နောင်တရသွားကြပါတော့တယ်တမင်းຫນွယ်နေရဲ့အန်ဒီတို့ခွင့်လွတ်ပါအန်ဒီကအမြဲတမ်းချမ်းသာကြွယ်ဝမှုကြွားဝခဲ့ပေမဲ့ဒီနေ့တော့အဲ့ဒါဘာမှအသုံးမဝင်ဘူးဆိုတော့သိလိုက်ပြီ။အင်းဒီကစားပြီးဒေါခင်တီရာနဲ့ဒေါခိုင်းတို့လည်းပြန်လည်တင့်မြတ်သွားကြပြီ အခုဆိုရင်ဆင်းရဲတဲ့မိသားစုတွေကိုရေတဲကားကနေရေချိုယူခွင့်ပြုလိုက်ပြီးပေါ့ကွယ်။တချိန်တည်းမှာပဲရေတွင်းကရေကိုတောက်ရမှလည်းဘာမှခွဲခြားတာမရှိတော့ဘူးပေါ့။ဒီလိုနဲ့ပဲအဆင်ပြေပြေနဲ့အကြာကြီးတယောက်နဲ့တယောက်ကူညီကြရင်နေထိုင်သွားကြပါရစေ။ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်။